ီတတိပဋ္ဌာန်သုတ်တံကျင့်စဉ်ကြီးကိုပေါ်ပေါက်လာဖို့ဟာမင်းကုန်းစီတုံဆရာတော်ဘုရားကြီးဟာခက်ခဲပေါင်းများစွာတွေကဖော်ထုတ်ခဲ့ရတာပါဒီတတိပဋ္ဌာန်သုတ်တံကျင့်စဉ်ကြီးကိုဟောစဉ်မှာယဟန်တော်များလည်းလက်မခံကြဘူးလူပုဂ္ဂိုလ်များကလည်းပဲလက်မခံကြဘူးဘာကြောင့်လက်မခံတာလဲဆိုတော့တခါမှလည်းမနာဘူးမကျင်ဘူးじゃအဆန်းဖြစ်နေတဲ့အတွေ့အကြုံမျိုးလည်းပဲလက်မခံတယ် အဲ့ဒီမှာဆရာတော်ဘုရားကြီးဟာဒီတတိပြဏသုဒ္ဓံဒေသနာတော်အတိုင်းပဲသွားသွားတယ်မှရက်ရက်တယ်မှထိုင်ထိုင်နေမှအိတ်အိတ်တယ်မှဒီလိုပဲရှိမှခိုင်းတယ်။နောက်ပြီးတော့ခြောက်ထွားတာကဘောဓမြတ်မြင်ခိုင်းမှမြင်နေကြားခိုင်းမှကြားနေစားခိုင်းမှစားနေစသည်ဖြင့်အဲ့ဒီလိုရှုမှတ်ခိုင်းတဲ့အခါကလည်းကြတော့ဘေးကပြက်ပြက်ချောချောနဲ့ပြောင်းလောင်းလဲခံရတယ် နောက်ဆုံးဆရာတော်ဘုရားကြီးရဲ့တရားပွဲမှာဒီသတိပဋ္ဌာန်တရားပွဲမှာကဲနဲ့ပောက်ခံရတယ်အတုခံရတယ်အနှောက်ရှက်ခံရတယ်အဲဒီလိုအခက်ခဲတွေကနေပြီးတော့ဒီသတိပဋ္ဌာန်အကျင့်စဉ်တတိပဋ္ဌာန်သုတ်တန်ကျင့်စဉ်တရားတော်ကြီးကိုဆရာတော်ဘုရားကြီးဟာဖော်ထုတ်ပြီးတော့ဟောကြားတော်မူခဲ့အဲဒီဆရာတော်ဘုရားကြီးရဲ့ကျင့်စဉ်အတိုင်းကျေးဇူးတော်ရှင်မာစီဆရာတော်ဘုရားကြီးဟာယဟန်း ရှေ့ဝါရမှာမော်လမြိုင်တောင်ဝိုင်းကလေးတိုက်ချောင်းကနေပြီးတော့တပိတ်တလုံးသင်္ကန်းသုံးတယ် ਨੇ တောထွက်ပြီးတော့တရားရှာတော်မူခဲ့တယ်ယဟန်ဝါရှေ့ဝါဆိုတော့28နှစ်အရွယ်ဆိုတာအမတန်ငယ်သေးတဲ့အရွယ်ပဲအဲ့ဒီယဟန်ရှေ့ဝါရနဲ့ပါဠိဆရာတော်ဘုရားကြီးဟာတပိတ်တလုံးသင်္ကန်းသုံးတယ် ਨੇ တောထွက်ပြီးတော့တရားရှာ ဘုန်းကြီးတို့မြတ်စွာဘုရားရှင်ရဲ့အလောင်းတော်သိတတ်တဲ့မင်းသားတိုးထွက်တယ်ဆိုတာတက်တော်ဘလောက်မှတိုးထွက်တာလဲ။ကဲ29နှစ်မှတိုးထွက်ခဲ့။ဒီနံစီစိမ့်နေစွန့်နှုတ်။အာလုံသားမယားတွေဆွေတွေမျိုးတွေအာလုံကိုစွန့်နှော်ပြီးတော့သိတတ်တဲ့မင်းသားဟာတိုးထွက်တော်မူခဲ့တယ်။ဘုန်းကြီးတို့ဂျေဇုရောရှင်မာဇီဆရာတော်ဘုရားကြီးဟာလည်းပဲအာလုံမိမိရဲ့ ပြုရမယ်သာသနာပြုကိစ္စဝါဝါရီအလုံးစွန့်လွတ်ပြီးတော့တပိတ်တလုံးသင်္ကန်းသုံးတယ် ਨੇ အဲ့ဒီမှာတထုံတော်တန်းတောင်တန်းနေကြိုက်ထီယိုတော်တန်းတောင်တန်းနေမာစီဆရာတော်ဘုရားကြီးရဲ့ခြေရာတော်ရီနဲ့ထပ်နေခဲ့တယ်ဘယ်နေရာမှာတရားစီညွှန်ပြနေတယ်ဆိုရင်ညွှန်ပြနေတဲ့နေရာတော်ဏိကန် ဘယ်နှမှာတော့ဖြင့်ဒီပုဂ္ဂိုလ်တွေဟာတောရဆောက်တည်နေတယ်ဆိုဆောက်တည်တဲ့နေရာကိုသွားပြီးတော့နှီးခံခဲ့တယ်။ဘယ်ဆရာတော်ဘယ်ဆရာတော်တွေကတော့ဖြင့်ဒူရင်နေဆောက်တည်နေတယ်ဆိုရင်အဲ့ဒီဒူရင်ဆောက်တည်တဲ့နေရာကိုသွားနှီးခံခဲ့တယ်။ကိုယ်တိုင်လည်းပဲဆောက်တည်ခဲ့။အဲ့ဒီလိုတထုံရဲ့တောင်ချီရင်မှာရှိတဲ့ရွာတွေဆိုတာတော့ရွာတွေရဲ့တုတ်တန်တင်ချိုင်းနေမှာမာစီဆရာတော်ပြားကြီးဟာတုတ်တန်ဒူရင်နေဆောက်တည်ပြီးတော့ ဒီအကျင့်တရားတွေကို ကျင့်ကြံအားထုတ်ရင်းနဲ့တရားရှာအဲ့ဒီမှာမင်းကိုစီတုံဆရာတော်ဘုရားကြီးရဲ့ဂုံတရင်ကိုကြားရတဲ့အခါကျတော့မှဒီသတိပ္ပဏ္ဏသုတ်တံတရားတော်တွေကိုဆရာတော်ဘုရားကြီးကိုယ်တိုင်ဓာရီကကိုယ်တိုင်လေ့လာသင်ကြားပို့ချနေတဲ့သုတ်တံကြီးဖြစ်နေတယ် ဒီဆရာတော်ကြီးဟာဒီတတိပဋ္ဌာနသုတ်တံဒေသနာတော်ကြီးကိုမူရင်းထားပြီးတော့အကျင့်စဉ်တွေဟောကြားနေတယ်ဆိုတော့အဲ့ဒီမှာစိတ်ဝင်စားပြီးတော့သွန်တရားအထုအဲ့ဒီကနေပြီးတော့တရားတွေပေါ့မြောက်အောင်အထုခဲ့ဘုန်းကြီးတနေ့ကလည်းပြောခဲ့ပါပြီအဲ့ဒီကနေပြီးတော့ဗာကြီးတို့ဖျားမကြမ်းမှလို့လာပြင်းတဲ့အခါမှာမော်လမြိုင်တောင်ဝိုင်းကလေးတဲကြောင်ပြန် ဆရာတော်ဘုရားကြီးပြုစုရင်ဆရာတော်ဘုရားကြီးစံတော်တော်မူတဲ့အချိန်မှာအဲ့ဒီမှာကြောင်းတက်ကြီးရဲ့ဦးစီးဦးပဲဖြစ်အဲ့ဒီမှာဇံပေပူချမှုတွေနေပိုင်းမှာဇံပေပူချပြီးတော့ညပိုင်းမှာအဲ့ဒီတောင်ရဲ့ရှူလေးကြားထဲမှာပဲသွားပြီးတော့အမြဲတမ်းတရားထုတ်အဲ့ဒီကနေ့ကိုယ်တိုင်ပေါင်းမြောက်လာတဲ့အခါကလည်းကြတော့မင်းကုန်းစီတော်ဆရာတော်ဘုရားကြီးရသော်ဘုရားရှင် သဗ္ဗညုတရွှင်ဏ္ဍောကြီးရွှင်ဏ္ဍောကြီးရလို့ဘုရားဖြစ်တဲ့အခါမှာမိဘရဲ့ကျေးဇူးကြီးဆက်တယ်လို့တရားနဲ့ဆက်တယ်လို့မင်းကိုစီတုံဆရာတော်ဘုရားကြီးဟာလည်းပဲအဲ့ဒီလိုတရားနဲ့ကျေးဇူးပြန်ဆက်တယ်အဲ့ဒီမှာဆရာတော်ဘုရားကြီးဟာလည်းပဲဒီကျေးဇူးကြီးဆက်မယ်ဆိုပြီးတော့မိမိရဲ့ဇာတိရရွာစိတ်ခွန်ကိုပြန်ကြွတယ်စိတ်ခွန်ဆိုတဲ့ရွာဟာဘုန်းကြီးတို့မြန်မာနိုင်ငံမှာအင်းကြီးထောင်ကျော်ရှိတဲ့ရွာကြီးတစ်ရွာပါ ဒါတစ်ချိန်လုံးကဆိုရင်အင်ကြီး1900လောက်ရှိတယ်ဆိုတော့အခုချိန်မှဆိုရင်ဒါ2000ကျော်လောက်ရှိနေလောက်ပြီတိုးပွားနေတယ်ဆိုတော့အဲ့ဒီရွာကြီးဟာရက်ကန်းလုပ်ငန်းနဲ့အသမွေးဝမ်းကြောင်းပြုတဲ့ရွာကြီးဖြစ်ပါတယ်အခုဆိုရင်ရွှေဘုံမြို့ကိုရောက်တဲ့အခါမှာစိတ်ခုန်ကိုသွားကြည့်ပါအဲ့ဒီမှာကုမ္ပဏီကြီးတွေထောင်ပြီးတော့ရက်ကန်းလုပ်ငန်းကြီးတွေကိုအကြီးအကျယ်တနိုင်ငံလုံးဖြန့်ဝေနေတဲ့ဒါအဝတ်ထည်တွေကိုဖြန့်ဝေနေတဲ့နေရာဖြစ်ပါတယ် ကချင်းလုံးကြီးကချင်းလုံးကြီးဆိုတာအိုးမြေကြီးနာကထွက်တာမဟုတ်ပါဘူးစိတ်ကုံကထွက်တာပါအဲ့ဒီကနေမှမြေကြီးနာကိုပို့ပါတယ်အဲ့ဒီမြေကြီးနာကနေမှဖြားချီတဲ့အတွက်ကြောင့်မူကချင်းလုံးကြီးဆိုတာဖြစ်တာပါအဲ့ဒီရကန်းလုပ်ငန်းနဲ့ဇီဝရေးလုပ်ငန်းတွေဆောင်ရွက်နေကြတဲ့ရွာကြီးဖြစ်ပါတယ်အဲ့ဒီမှာဆရာတော်ဘုရားကြီးပြန်ပြီးတော့တရားပြတဲ့အခါမှာလွယ်လွယ်ကူကူမဟုတ်ပါဘူးဇီဝဆရာတော်ဘုရားကြီးကို လက်မခံသလိုပါပဲအလုံးကလက်မခံကြပါဘူး။ဘာတရားလဲသွားသွားတယ်ရရတဲ့ထိုင်ထိုင်နေအိတ်အိတ်တမှအနိစ္စဒုက္ခအနတ္တဆိုတာလည်းမပါပါလား။ဒုက္ခသစ္စာသမုဒိယသစ္စာနိရောဓသစ္စာမေဃသစ္စာဆိုတာလည်းမပါပါလား။မြင်မြင်နဲ့မှကြားကြားနဲ့မှနာနာနဲ့မှစားစားနဲ့မှဘယ်လိုအားရလဲ။ဒီတတိပဌာန်းသုတ်တန်တရားတော်ကိုသူတို့နားလည်းမနာဘူးဘူးလေလည်းမလေ့ကျင့်ဘူးဘူးဆိုနားမလဲ။ အဲ့ဒီခံမှာဆရာတော်ဘုရားကြီးဟာကျေစုရှိတဲ့ဖာကမီတော်ကြီးမေတော်ကြီးရတော့ကွယ်လွန်သွားပြီငငယ်တဲ့အဲ့ဒီဖာကမီတော်ကြီးနဲ့ချမ်းကြီးတော်နောင်တော်များကိုတရားစပြီးတော့ပေးပါလေလွယ်လွယ်ကူကူလေးမဟုတ်ပါဘူးတကယ်ကိုចောင်းပြည့်ကုံကြီးဘသူမှမသွားရဲတဲ့ចောင်းပြည့်ကုံကြီးတွေမှာသွားပြီးတော့ဆရာတော်ဘုရားကြီးဟာလည်းပဲတပင်းနေခြုံနေကြားတွေကနေဖြတ်ပြီးသွားရတယ် လာပြီးတော့အာထုတ်တဲ့ပုဂ္ဂိုလ်များကလည်းပဲနွားကြောင်းတဲ့ပုံစံလေးနဲ့နွားလေးတွေဆွဲပြီးတော့လာပြီးအာထုတ်အာထုတ်တဲ့အခါမှာလည်းပဲတနေ့ကိုဆလိတလိကွန်းတရားစားမယ်ဆိုပြီးတော့သူတို့အိတ်ထောင်ထဲမှာဆလိတလိပါလေကွန်းတရားပါလေဆလိတလိကလည်းတိတိလေးတွေမဟုတ်ဘူးဘုန်းကြီးတို့ကြောင်းမှုပဲဆလိကြီးဆိုတာတထွာချောင်လောက်ရှိတယ်အဲ့ဒီဆလိကြီးတလိနဲ့ကွန်းတရားနဲ့ထည့်ပြီးတော့ ဒါပေမဲ့အဲ့ဒီရောက်တဲ့အခါဆရာတော်ဘုရားကြီးကကိုယ်တိုင်ပဲဆောင်ရှောက်ပြီးတော့တရားကြီးပြပြီးအဲ့ဒီတရားပြပြီးတဲ့အခါမှာထိုင်ဣရိယာပုနဲ့ရှုမှတ်ရတဲ့ဣရိယာပုနဲ့ဇင်ညာဣရိယာပုနဲ့ဒီလိုပဲဣရိယာပုတိုင်ရှုမှတ်ခိုင်းတဲ့အခါကျတော့အဲ့ဒီပုံမှာဘုံ၅ပါးဥသိပြီးတော့အာထုတ္တဖြစ်ပါလေသရအာဝရိယအာတတိအာတွေနဲ့ အဲ့ဒီလိုကြိုးစားအားထုတ်ကြတော့သူတို့စိတ်လေးတောက်ချိန်တောင်မရဘူးတရားပေါ်မှာအာယုံဆိုင်ပြီးတော့မှတ်နေကြတဲ့အခါကျတော့တရားဒီစိတ်လေးတောက်ချင်တဲ့စိတ်လည်းမရှိဘူးကုစားချင်တဲ့စိတ်လည်းမရှိဘူးညနေကိုပြန်တဲ့အခါအင်းပြန်တဲ့အခါကျတော့စိတ်လေးကလည်းဒီတိုင်းပဲကုန်းကလည်းဒီတိုင်းပဲစိတ်လေးလည်းမတောက်ဖြစ်ဘူးကုန်းလည်းမဝါဖြစ်ဘူးဘယ်ပေါ်မှာအာယုံဆိုင်နေတာလဲဆိုရင်တရားပေါ်မှာဘယ်ပေါ်မှာလဲ တရားပေါ်မှာပဲအာယုံဆိုင်ပြီးတော့ဒီခါလေးရှုမှတ်အထုလိုက်တာဆက်လက်တောက်ဖို့လည်းတတိမရတော့ဘူးကုန်းစားဖို့လည်းတတိမရတော့အလုံလုံပြီဆိုရင်အဲ့ဒီလောက်ကိုလောရမှာဘုရားလူယောဂီများတကယ်အလုံလုံရင်အဲ့ဒီလိုကိုလောရမှာတရားအာယုံတွေကိုလုံးဝဖြတ်တောက်ပြီးတော့တရားအာယုံတစ်ခုတည်းကိုပဲအာယုံဆိုင်